ားလုံးမင်္ဂလာပါထထောင် page နဲ့ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့တွေးတိုးယောဂရှိတဲ့သူတော်တော်များများသိကျင်နေကြတဲ့လောစာတန်လို့ခေါ်တဲ့တွေးကြစေကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်အော်လောစာတန်တွေးကြစေကိုတွေးတိုးယောဂရှိတဲ့သူတော်တော်များများလည်းကြားဝူးကြလိမ့်မယ်နောက်တော်တော်များများလည်းတောက်နေကြတာရှိပါလိမ့်မယ်အဲ့တော့လောစာတန်တွေးကြစေဆိုတာကဒီတွေးကြစေအမျိုးအစားတွေထဲမှာအတုံးအများဆုံးတွေးကြစေအုပ်စုထဲမှာလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်အဲ့တော့လူတော်တော်များများကတော့လောစာတန်လို့ပြောလိုက်ပြီဆိုရင်တွေးတိုးယောဂတစ်ခုတည်းပဲသုံးတယ်လို့ ဟိုတိထားကြတာဖြစ်ပါတယ်တကယ်ရမ်းတော့ဒီလိုစားတန်သွေးကြဆီကိုသွေးတိုးယောဂတစ်ခုတည်းအပြင်ဒီသွေးတိုးယောဂနဲ့ LVH လို့ခေါ်တဲ့ left ventricular hypertrophy လို့ခေါ်တဲ့ဒီဘဲဘက်နှလုံးနှံရံထူတဲ့ယောဂပေါ့ဒီလိုမျိုးသွေးတိုးယောဂနဲ့ဘဲဘက်နှလုံးနှံရံထူတဲ့ယောဂနဲ့နှစ်မျိုးယောဂနှစ်မျိုးတွဲတဲ့အခြေအနေမှာလည်းလိုစားတန်ကိုကျွန်တော်သုံးပါတယ်အဲ့တော့ဒီလိုအခြေအနေမျိုးမှာဒီသွေးတိုးယောဂရောဒီဘဲဘက်နှလုံးနှံရံထူတဲ့ယောဂရောနှစ်မျိုးစလုံးတွဲနေတယ်ဆိုရင်ကျွန်တော်ကလေဖြတ်နိုင်ရည်မြင်မာတဲ့အတွက်လိုစားတန်သုံးခြင်းအပြင်ဒီလိုစားတန်က သွေးတို့လည်းထိမ့်ပေးသလိုဒီလေးဖြတ်နိုင်တဲ့အလားအလာကိုလည်းသူက short ချပေးနိုင်ပါတယ်အဲ့တော့ဒါအပြင်ကျွန်တော်သွေးတို့ယောဂရဲ့စီးကျို့ယောဂရဲ့ဒါတို့ကစီးကျို့ယောဂကြောင့်ကြောက်ကက်ပျက်စီးတဲ့ diabetic nephropathy ဆိုတဲ့ယောဂပေါ့ဒီလိုမျိုးယောဂ၃မျိုးတွဲတဲ့အခြေအနေမှာဆိုရင်လေလိုစားတဲ့ကိုကျွန်တော်သုံးပါတယ်အဲ့တော့သွေးတို့ရောစီးကျို့ရောကြောက်ကက်ပျက်စီးတာရောပေါ့ဒီယောဂအခြေအနေ၃မျိုးတွဲတဲ့အခြေအနေမှာဆိုရင်လေလိုစားတဲ့ကိုသုံးလေးရှိပါတယ်အဲ့တော့ဒီလိုအခြေအနေမျိုးမှာဆိုရင်လေလိုစားတဲ့ကသွေးပေါင်းကိုထိမ့်ပေးတဲ့အပြင်ကြောက်ကက်လုပ်ငန်းကိုလည်းသူကကောက်ွယ်ပေးတဲ့အနေနဲ့ရှိလို့ဖြစ်ပါတယ် တော့ဒီနေ့မှာကျွန်တော်ဒီလိုစာတန်တွေးကြစင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်လူတော်တော်များသိကျင်နေကြတဲ့အချက်တွေဖြစ်တဲ့ဒီလိုစာတန်အစေးရဲ့ဘေးထွက်ဆိုကြိုးတွေနောက်ရေရှည်ဆွဲတောက်လို့ရမရနောက်တခြားတွေးကြစည်းတွေထက်ပိုတာတဲ့ကောင်းကျိုးတွေနောက်ဘလို့ခန္ဓာကိုယ်ထဲမှာဒီလိုစာတန်အစေးကဘလို့အလုံးလုံးလဲနောက်ဘလို့အခြေအနေတွေမှာအထူးသတိထားသင့်လဲနောက်ဒီစေးကိုတောက်တော့မယ်ဆိုရင်ကျွန်တော်ဘာတွေသတိထားရမလဲနောက်တွေးလို့ယောဂအပြင်တခြားသောဘယ်ယောဂတွေမှာရောအသုံးပြုလို့ရလဲ တော့ဈေးပမာဏဘယ်လိုတောက်ရမလဲပေါ့နော်ဒီလိုအကြောင်းအရာဒီကိုကျွန်တော်ဒီနေ့မှာပြပြပေးသားမှာဖြစ်ပါတယ်ဟောနံပါတ်1အချက်ဖြစ်တဲ့ဘေဒရဆူယိုတွေကိုအရင်ဆုံးကျွန်တော်ပြပြပေးပါမယ်အဲ့တော့လိုစာတန်လို့ပြောလိုက်ပြီဆိုရင်ဘေဒရဆူယိုကြီးကြီးမားမားကြီးတော့ဒီခံစားရမျိုးတော့ကျွန်တော်တို့မရှိပါဘူး။အော်ဒါပေမဲ့ဒီဘေးဒွတ်ဆိုဂျိုရာခိုင်နှုန်းနည်းတဲ့ဘေးဒွတ်ဆိုဂျိုတွေတော့ရှိပါတယ်။အဲ့တော့ပထမဆုံးတစ်ခုကတော့ကျွန်တော်ချောင်းဆိုခြင်းဖြစ်ပါတယ်။အဲ့တော့ချောင်းဆိုခြင်းဆိုတဲ့ဘေးဒွတ်ဆိုဂျိုပေါ့နော်။လိုစာတန်တောက်တဲ့သူတွေမှာချောင်းဆိုတတ်တယ်။အဲ့တော့ချောင်းဆိုလို့ရှိရင်ကျွန်တော်တို့က ဒီတွေ့ရတဲ့ရာဂိုင်နှုန်းက30ရာဂိုင်နှုန်းကျော်ကျော်လောက်တော့တွေ့ရပါတယ်အဲ့တော့ဒါချောင်းဆိုးခြင်းချောင်းဆိုးတာမျိုးကျွန်တော်ဖြစ်တတ်တယ်အဲ့တော့လိုစားတဲ့တောက်ပြီးတော့ကိုယ်ကချောင်းဆိုးတဲ့ဝင်တာခံစားရတယ်ဆိုရင်တော့ဒါအရန်ဆိုးသွားတယ်ဆိုရင်တော့ဆေးအောင်နဲ့တာမင်ပြီးတော့ဆေးလျှော့တာတို့ဆေးပြောင်းတာကျွန်တော်လုပ်သင့်ပါတယ်ဒါတော့ပထမတစ်ခုပေါ့အဲ့နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ဒီ upper respiratory tract infection လို့ခေါ်တဲ့အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းပိုးဝင်တဲ့ပြဿနာပေါ့ဒါကတော့ဘယ်လောက်ရာဂိုင်နှုန်းမှာတွေ့ရလဲဆိုတော့၈ရာဂိုင်နှုန်းတွေ့ရပါတယ်အဲ့တော့လိုစားတဲ့တောက်တဲ့သူတွေမှာဒီ၈ရာဂိုင်နှုန်းလောက်ကပေါ့နော်ဒီ upper respiratory tract infection လို့ခေါ်တဲ့အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းပိုးဝင်တဲ့ဒီနောက်ဆက်တွဲဆိုကြကျွန်တော်တို့ခံစားတတ်ပါတယ်။နောက်နောက်တစ်ခုကတော့ဒီခေါင်းမူးခြင်းပေါ့။အဲ့တော့ဆေးတောက်ပြီးတော့ခေါင်းမူးတဲ့ဝင်နာကို300ခိုင်နှုန်းလောက်ခံစားတတ်တယ်။နောက်နှာခေါင်းပိတ်တာ၊နောက်ကြောအောက်တာ၊နောက် back pain လို့ခေါ်တဲ့ကြောအောက်တာ၊ကြောနာတာပေါ့နော်။ဒီလိုဘေးထွက်ဆိုကြကိုတော့ကျွန်တော်200ခိုင်နှုန်းတွေးရပါတယ်။အဲ့တော့နောက်ထပ်ဒီတွေးရတဲ့ဘေးထွက်ဆိုကြတစ်ခုကတော့ ဒီ hyperkalemia လို့ခေါ်တဲ့သွေးရင်း potassium ဓာတ်မြင့်တက်ခြင်းဖြစ်ပါတယ်။ဟောဒါလည်းကျွန်တော်ရာဂိုင်နှုန်းတော့နည်းပါတယ်။ဟောတွေ့ရတဲ့ရာဂိုင်နှုန်းတော့နည်းတယ်။ဒါပေမဲ့သွေးရင်း potassium ဓာတ်မြင့်တက်တဲ့အခြေအနေကတော့ဒါဒီတကယ်တမ်းကြုံလာရပြီဆိုရင်တော့ anti-ya ရှိတဲ့ဗီဒက်ဆိုရတကူလို့ပြောလို့ရပါတယ်။ဟောနောက်တစ်တကူကတော့ကျွန်တော် angio edema လို့ခေါ်တဲ့လိုစာတန်နဲ့ဓာတ်မတည့်တဲ့ဒီပြဿနာပေါ့။အဲ့တော့လိုစာတန်တောက်ပြီးတော့ကိုကဓာတ်မတည့်လို့ဆိုရင်ခန္ဓာကိုယ်မှာဟိုရားရံလာတာတော့အဖုပိတ်နေထွက်လာတာ။နောက်အင်မြင်နေထွက်လာတာ၊နှာခမ်းနေမျက်နှာတွေဖောရောင်လာတာ။ပြီးတော့အသက်ရှူလမ်းကြောင်း ဒီအသက်ရှူလမ်းကြောင်းထဲမှာလေပြုံတွေမှာလည်းဖောရောင်လာပြီးတော့အသက်ရှူကျက်တာတို့တချွရွှေမြည်တာတို့ဒီလိုမျိုးကြံစည်နာတွေဖြစ်တတ်ပါတယ်။ဟောဒီလိုချင်းတွေကိုကျွန်တော်တို့က NGO အတီမလို့ခေါ်တယ်။ဒီလိုချင်းတွေဆိုရင်တော့ဒါအသက်အန္တရာယ်ရှိတဲ့အတွက်စေယုံစေကအများဆုံးပြသဖို့လိုအပ်မှာဖြစ်ပါတယ်။ဒါပေမဲ့ဒီပြဿနာတွေကတော့ဒါတွေ့ရတာတော်တော်နှဲပါတယ်။ဟောဒီ NGO အတီမဆိုတဲ့ပြဿနာဆိုရင်ဒီလိုစားတဲ့အုပ်စုထက်ဆိုင်ဒီ ACEI လို့ခေါ်တဲ့ Inhaler Pre တို့ Lisinopril တို့ဒီလိုမျိုး Pre အုပ်စုတွေ့ကြစီတွေမှာပို့ပြီးတော့တွေ့ရပါသေးတယ်။ ဒါပေမဲ့လိုစာတန်ကြောင့်လည်းတစ်ခါတည်းရမှာချက်ချက်ပါပါဖြစ်တတ်ပါတယ်။ဒီလိုစာတန်မှာတခြားသောတိတ်ပြီးတော့တွေးရမများတဲ့တခြားဘေးအတွက်ဆူယူတွေလည်းကျွန်တော်ရှိပါသေးတယ်။အော်ဒါတွေကတော့ကျွန်တော်အရန်တွေးရမများဘူး။အရန်လည်းအရေးမကြီးတဲ့အတွက်အဒီမှာတော့ထက်မပြောတော့ဘူးပေါ့နော်။အဲ့တော့ဘေးအတွက်ဆူယူအနေနဲ့ဒီကျွန်တော်အခုပြောခဲ့တဲ့ဘေးအတွက်ဆူယူတွေတော့ကျွန်တော်သတိထားရမယ်။အဲ့ထဲမှာဒီအရေးကြီးတဲ့နှစ်ချက်ကတော့သွေးရင်းပိုတက်ဆီယမ်တက်တခြင်းနဲ့ဒီ NGOD မလို့ခေါ်တဲ့လိုစာတန်နဲ့ဓာတ်မှတ်တဲ့ဒီပြဿနာပေါ့နော်။ဒီလိုအခြေအနေတွေဖြစ်ပါတယ်။နောက်နံပါတ်2အချက်ကတော့ လိုစာတန်သွေးကြဆီကိုရေရှည်ဆွဲတောက်လို့ရလားမရဘူးလားဆိုတဲ့အချက်ဖြစ်ပါတယ်။လိုစာတန်သွေးကြဆီကိုကျွန်တော်ရေရှည်ဆွဲတောက်လို့ရပါတယ်။ဒါပေမဲ့ကျွန်တော်ကဒီဆေးတောက်ပြီးတော့ဘေးရွက်ဆိုရတဲ့ဇုံတရားကျွန်တော်ကနပြောခဲ့တဲ့ဘေးရွက်ဆိုရတဲ့ဇုံတရားခံစားရရတယ်ဆိုရင်တော့ကျွန်တော်ဆေးကိုဒီဆက်တောက်တင်လားရဲရမလားဆိုတာသိဖို့အတွက်ဆရာအောင်နဲ့တော့ကျွန်တော်တိုင်ပင်သင့်ပါတယ်။အဲ့တော့ကျွန်တော်တို့ကဒီတခါတလေမှာလိုစာတန်တောက်ပြီးတော့ဒီ hyperkalemia လို့ခေါ်တဲ့ သွေးရင်းပိုတက်ဆီယမ်နဲ့တက်တဲ့ပြဿနာမျိုးပေါ့နော်ဒါမျိုးကြုံတွေ့ရပြီဆိုရင်တော့ကျွန်တော်တတိထားရမယ်စိတ်ရောစိတ်ကအမြန်ဆုံးပြသဖို့လိုအပ်ပါတယ်ဒါကြောင့်မလို့လိုစာတန်တောက်နေတယ်ဆိုရင်ပိုတက်ဆီယမ်ဓာတ်ကိုဆီအောင်ညွှန်ကြားတဲ့အတိုင်းပေါ့နော်ကျွန်တော်ပုံမှန်လေးစစ်ဆေးပေးတင်ပါတယ်အဲ့တော့ဒီပိုတက်ဆီယမ်ဓာတ်ကိုကျွန်တော်ပိုတက်ဆီယမ်နဲ့တက်တယ်ဆိုရင်ဘလို့လက္ခဏာတွေခံစားရတတ်လဲဆိုတော့ဒီ muscle weakness လို့ခေါ်တဲ့ကြွက်သားတွေကျွန်တော်တို့အားပြော့လာတာပေါ့နော်ကြွက်သားတွေခြေလက်မှာရှိတဲ့ကြွက်သားတွေကောင်းကောင်းမလုံနိုင်တော့ဘဲနဲ့အားပြော့လာတာနောက်ထုံနာကျင်တာ ပြီးတော့ယင်တုံတာပြီးတော့အသက်ရှူမဝတာမောတာပြီးတော့ယင်ဘက်အောက်တာပြီးတော့ပြုတ်တာအန်တာပေါ့နော်ဒီလိုမျိုးကျွန်တော်တို့နောက်ဆက်တွဲဒီလိုမျိုးလက္ခဏာတွေကျွန်တော်ခန်းစားတတ်ပါတယ်အဲ့တော့လူစားတဲ့တောက်နေတဲ့သူတွေမှာကျွန်တော်အခုပြောခဲ့တဲ့ဒီလက္ခဏာတွေခန်းစားရတဲ့ဆိုရင်တော့တွေ့ရင်းပိုတက်ဆီယမ်နဲ့တက်တာဖြစ်နိုင်တဲ့အတွက်အရေးကြီးပါတယ်စီယုံစီကံကိုအမြန်ဆုံးပြသဖို့လိုအပ်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့လူစားတဲ့ ဈေးကိုရေရှည်ဆွဲတောက်လို့ရလားမရလားဆိုတဲ့အချက်ဖြစ်ပါတယ်အဲ့တော့ရေရှည်ဆွဲတောက်လို့ရမရမှာကိုကဘေးထွက်ဆိုရိုးတွေဘာမှမခံစားရဘူးဆိုရင်တော့ရေရှည်ဆွဲတောက်လို့ရတယ်ဘေးထွက်ဆိုရိုးတစုံတရာခံစားရတယ်ဆိုရင်တော့ဆောင်းနဲ့တိုင်ပင်ပြီးတော့ဆွဲဆက်တောက်တင်လားရဲရမလားဈေးပြောင်းရမလားဆိုတာကိုကျွန်တော်တိုင်ပင်ရမှာဖြစ်ပါတယ်နောက်နံပါတ်3ချက်ကတော့ဒီတခြားတွေးကြဈေးတွေထက်ပိုတာတဲ့ကောင်းကျိုးပေါ့အဲ့တော့ဒီလိုစတန်ဈေးကဒီတခြားတွေးကြဈေးတွေထက်ဘာတွေပိုကောင်းနေလဲဆိုတဲ့အချက်ဖြစ်ပါတယ်အဲ့တော့ ော့လိုဇာတန်ဆေးရဲ့ကောင်းတဲ့အချက်တစ်ခုကဘာလဲဆိုတော့သူက reno protective effect ရှိတာအဲ့တော့ပြောချင်တာတော့ကြောက်ကပ်ကိုကောက်ွယ်ပေးတဲ့အာဏိသင်ရှိတာဖြစ်ပါတယ်ဒါတော့တခြားဒီတချို့သောတွေးကြစီတွေပေါ့နော်တခြားသောတချို့တွေးကြစီထက်ဒီပိုကောင်းတဲ့အချက်တစ်ခုဖြစ်ပါတယ်အဲ့တော့ဒီတွေးကြစီမျိုးစားတွေအများကြီးရှိတယ်အဲ့ဒီထဲမှာကျွန်တော်ကတွေးကြစီတွေကိုတော့ A B C D ဆိုပြီးတော့အကြံအဖြစ်ပေါ့နော်အုပ်စုလေးကိုခွဲလို့ရတယ်အဲ့တော့ A ဆိုတဲ့အထက်မှာ ARB ACEI ဆိုပြီးနှစ်မျိုးပါတယ် တော့ ARB ကတော့အခုပြောတဲ့ကျွန်တော်လိုစာတန်ပေါ့အဲ့ဒီလိုစာတန်ကဒီကြောက်ကက်ကိုကောက်ွယ်ပေးတဲ့အနေနဲ့ရှိတယ်တော့တချို့သောအခြေအနေတွေမှာသူကလိုစာတန်ဒီကြောက်ကက်ကိုကောက်ွယ်ဖို့ဆိုတဲ့ဒီသွေးတို့ယောဂအပြင်ပေါ့နော်သွေးပေါင်ထိမ့်ဖို့အပြင်ကြောက်ကက်ကိုပါကောက်ွယ်ဖို့အတွက်လိုစာတန်ကျွန်တော်တောင်းရတာမျိုးရှိပါတယ်အဲ့တော့ဒီကြောက်ကက်ကိုကောက်ွယ်တဲ့အနေနဲ့ကလိုစာတန်တခုတည်းတော့မဟုတ်ဘူးပေါ့နော်ဒီ ACI အုပ်စုဝင်စီးတွေမှာလည်းဒီကြောက်ကောက်ဝယ်ပေးတဲ့အနေအထားရှိပါတယ်အဲ့တော့ခုနပြောတဲ့ဒီသွေးကြဆေးအမျိုးအစားတွေ ABCD ဆိုပြီးတော့ရှိရတဲ့အထက်မှာကျွန်တော်ကသူတို့တစ်ခုချင်းစီမှာဒီလူတယောက်ချင်းစီရဲ့အဲကျွန်တော်အသက်အရွယ်သူတို့မှာဖြစ်နေတဲ့ယောဂအခန်းပြီးတော့လူမျိုးပေါ့နော်အဲတော့ဒါတွေပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကသူကြစီတစ်မျိုးချင်းစီမှာဒီအာတာချက်အာနေချက်တွေရှိတယ်အဲ့တော့ဒီလောစာတန်ဆေးကကြောက်ကကောက်ွယ်ပေးတဲ့အာနေတဲ့ရှိလို့ဆိုပြီးတော့ကိုကလောလောဆယ်လောစာတန်မတောက်ဘဲနဲ့တခြားဆေးတောက်နေတဲ့သူတွေကဟိုမှာအမ်လိုတပင်းတောက်နေတဲ့သူတယောက်က အကြောက်ကကောက်ွယ်ပေးအောင်ဆိုပြီးလိုစားတန်ပြောင်းတောက်တာမျိုးလုပ်ဆရာမလို့လုပ်ဖို့မလို့ဘာကြောင့်လဲဆိုတော့ဆရာအောင်ကကိုယ်ကိုညွှန်ကြားထားတဲ့တွေးကြစီဆိုရင်ဒီတိုင်းပဲဆက်တော့ဘာကြောင့်လဲဆိုတော့ဒီလိုစားတန်ကကြောက်ကကိုကောက်ွယ်ပေးတဲ့ဆိုတာလူတိုင်းမှာကောက်ွယ်ပေးတာမျိုးမဟုတ်ဘူးယောဂအခံပေါ်မူတည်ပြီးတော့ကောက်ွယ်ပေးတာဖြစ်ပါတယ်။မကောင်းတာရှေ့မှာပြောခဲ့သလိုမျိုးတွေးတူယောဂရောစီကျူယောဂရောကြောက်ကက်ယောဂရောရှိရဆိုရင်ဒါမျိုးဆိုရင်ကျွန်တော်လိုစာတန်ကပို့ပြီးတင့်တော်တယ်။ဒါပို့ပြီးရွေးချယ်တင်တယ်။အဲဒီလိုမျိုးအခြေအနေပြောတာဖြစ်ပါတယ်။အဲကိုကကြောက်ကက်ယောဂမရှိဘူး ီးချိုလည်းမရှိဘူးသွေးတိုးတခုလည်းဆိုရင်တော့လက်ရှိကိုတောက်နေကြဆေးရုပ်ပဲဆက်တောက်ကိုလိုအပ်ပါတယ်အဲ့တော့ဆေးတွေကိုကျွန်တော်တို့ကကိုယ်သဘောနဲ့ကိုတော့ဒီပြောင်းတောက်တာမျိုးတော့မလုပ်သင့်ဘူးပေါ့နော်အဲ့တော့ဒီလိုစားတန်းမှာကြောက်ကက်ကိုကောက်ွယ်ပေးတဲ့အာနေတင်ဒီ ship ရှိတယ်လို့ပဲတခြားသောဒီ amlodepin တို့ nifedipin တို့တခြားတခြားသောဒီ beta blocker အောက်စုဝင်တွေးကြစီတွေတခြားသော cc အောက်စုဝင်တွေးကြစီတခြားစီးတွေမှာလည်းသူတို့တစ်ခုချင်းစီမှာလူတစ်ယောက်ချင်းစီရဲ့ယောဂခံပေါ်မူတည်ပြီးတော့အားနေချက်အတတ်ချက်ဆိုတာရှိတယ်။ဒါကြောင့်မလို့ဒီ loser dan အကြောင်းကိုသိပြီးတော့ လောစာတန်ကကြောက်ကက်ကောက်ကက်ပေးတယ်ဆိုပြီးတော့ကိုကတခြားဆေးကနေပြီးတော့လောစာတန်ကိုချက်ချင်းကိုသဘောနဲ့ကိုပြောင်းတော့ချာမလို့ဘူးလက်ရှိကိုတောက်နေတဲ့ဆေးကိုပဲဆရာအောင်ညွန်ကြားချက်တိုင်းပဲဆက်တောက်ပါတော့ကျွန်တော်အနေနဲ့အကြံပေးချင်ပါတယ်အော်ဒါကတော့လောစာတန်ရဲ့ဒီတခြားဆေးတွေဒီလောစာတန်ရဲ့အကောင်းကျိုးတစ်ခုပေါ့နော်တခြားဆေးနဲ့ရှင်ပဲဆိုရင်သူ့ရဲ့အကောင်းကျိုးတစ်ခုဖြစ်ပါတယ်ဒီအကြောင်းအရာလေးကိုဆက်မပြောခင်မှာကျွန်တော်ကို10မိနစ်လောက်အချိန်ပေးပါသွေးတိုးယောဂရှိရသူတွေအတွက်နှစ်ပတ်ကနေတစ်လအတွင်းမှာသွေးပေါင်းချိန်အမှတ်တွေတိတိတသားကောင်းလာစေမယ့်ကုထုံးတစ်ခုနဲ့မဲဆက်ပေးချင်ပါတယ်အဲ့ဒါကတော့ dash diet လို့ခေါ်တဲ့အစားအသောက်ကုထုံးဖြစ်ပါတယ် Death Diet ဆိုတာကတော့မဲဆွေတို့နေ့စဉ်စားသုံးနေတဲ့မနက်စာ၊နေ့လယ်စာ၊ညစာစတဲ့အစားအစာတွေကိုသွေးပေါင်ကျစေမယ့်ပုံစံဖြစ်အောင်ပြောင်းလဲပြီးတော့စားသောက်ပေးရုံပါပဲ။နိုင်ငံတကာမှာလည်း Death Diet နဲ့ပတ်သက်ပြီးတော့သုတေသနများစွာပြုလုပ်ထားတာရှိပြီးတော့သွေးတိုးယောဂအတွက်တကယ်ထိရောက်မှုရှိရဖို့လည်းတွေးရပါတယ်။ test diet ကိုအချိန်တို့အတွင်းမှာလွယ်ကူလျင်မြန်စွာမှီဝဲကျင်နေဆိုရင်တော့ကျွန်တော်ကိုယ်တိုင်နားလည်ရလွယ်ကူအောင်သင်ကြားပေးထားတဲ့ dash diet online class ရှိပါတယ်။ တင်နှန်းပါဆိုရင် desk diet အပြင်တွေးတူယောဂတွေးကြစေတဲ့နဲ့ပတ်သက်ပြီးတော့တင်နှန်းသားတွေမေးမြန်းလို့ရအောင် Messenger group Telegram group လည်းပြုလုပ်ပေးထားပါတယ်။တင်နှန်းအကြောင်းအသေးစိတ်ကို Home Care Courses by Dr. Aung ဆိုတဲ့ Facebook page မှာတွားရောက်စုံစမ်းပြီးတော့ဇင်းနှုတ်ချိုတာဆိုတာတင်နှန်းအနှံ့နိုင်ပါတယ်။ comment မှာလည်း link ချပေးထားပါမယ်။နောက်နံပါတ်၄ချက်ကတော့လူစားတန်တွေးကြစေရာခန္ဓာကိုယ်ပေါ်မှာဘယ်လိုအလုပ်လုပ်လဲဆိုတဲ့အချက်ဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာဒီတွေးပေါင်တက်စေတဲ့ဒီတွေးပေါင်ကျသွားပြီဆိုရင်တွေးပေါင်ကိုပြန်ပြီးတော့ တက်အောင်လုပ်ပေးတဲ့စနစ်တစ်ခုရှိရဲ့အဲ့တော့အဲ့ဒီစနစ်ကိုကျွန်တော် RAA စနစ်လို့ခေါ်တယ်အဲ့တော့ rename angiotensin aldosterone system လို့ခေါ်တယ်အဲ့ဒီစနစ်ကဒီသွေးပေါင်ဟိုကြားတဲ့အခြေအနေမျိုးတွေမှာသွေးပေါင်ပြန်တက်အောင်လို့သူကခန္ဓာကိုယ်ကအဲ့လိုလျောက်လုပ်ပေးတဲ့စနစ်ပေါ့အဲ့တော့ losartan ကဒီဘာလုပ်လဲဆိုတော့ဒီအဲ့ဒီစနစ်ကိုသူကတားဆီးတဲ့လုပ်ငန်းကိုလုပ်တယ်အခုက RAA စနစ်ကို losartan ကသွားပြီးတားဆီးပြီးတော့သူကသွေးပေါင်ကိုဟိုပြန်ပြီးတော့ကြအောင်လုပ်ပေးတာ အဲ့တော့ဒီလိုစာတန်ကိုကျွန်တော်တို့ကဒီလိုစာတန်ဒီ ARB လို့ခေါ်တဲ့အောက်စုဝင်တွေ့ကြသည်ဖြစ်တယ်အဲ့တော့ ARB ဆိုတာ angiotensin receptor blocker သူက angiotensin လို့ခေါ်တဲ့ဓာတ်ပေါ့နော် angiotensin အတိအကျပြောရင် angiotensin 2ပေါ့အဲ့တော့ angiotensin 2ဓာတ်နဲ့ angiotensin receptor နဲ့အဲ့နှစ်ခုကိုတွားပြီးတော့ပေါင်းတဲ့နေရာမှာမပေါင်းဆက်အောင်လို့လိုစာတန်ကတွားပြီးတားဆီးတာအဲ့တော့ angiotensin ဓာတ်နဲ့ angiotensin 2နဲ့တွားပြီးပေါင်းဆီးပြီဆိုရင်ကျွန်တော်တွေးကြောတွေကကျင်းမြောင်းလာပြီးတော့တွေးပေါင်းတက်စီတယ် နောက်တစ်ခုက angiotensin 2နဲ့ angiotensin နဲ့သွားပေါင်းပြီဆိုရင်နောက်နောက်ထပ်ဒီ aldosteron လို့ခေါ်တဲ့ဓာတ်ပါထွက်လာပြီးတော့ဒီခန္ဓာကိုယ်ထဲကိုရေတွေစားတွေဆွဲပြီးတော့သွေးပါအောင်တက်စေတာအဲ့တော့လိုစာတန်အဲ့ဒီလမ်းကြောင်းကြီးတစ်ခုလုံးကိုသွားပြီးတော့သူကပိတ်လိုက်တာအဲ့လိုပိတ်ပြီးတော့သွေးပါအောင်သူကကြအောင်လုပ်ပေးတာအဲ့တော့ပြန်ပြောရမယ်ဆိုရင်လိုစာတန်ဒီ RAA system လို့ခေါ်တဲ့သွေးပါအောင်ကိုတက်စေတဲ့ခန္ဓာကိုယ်ထဲမှာသွေးပါအောင်ထိန်းပေးတဲ့စနစ်ကိုသွားပြီးတော့ပိတ်ဆို့လိုက်ပြီးတော့သွေးပါအောင်ကြအောင် လုပ်ပေးတာဖြစ်ပါတယ်အဲ့တော့ဒီလိုနေရာဖြစ် လူစားတဲ့အန်ဒီတော့သွေးပောင်ချပေးတာပေါ့ဒါခန္ဓာကိုယ်မှာတက်ရောက်တဲ့အဲသူ့ရဲ့တက်ရောက်မှုပေါ့နောက်နံပါတ်5အချက်ကတော့ကျွန်တော်လူစားတန်တောက်တဲ့သူတွေမှာအထူးသတိထားရမယ့်အခြေအနေကိုဆက်ပြီးတော့ပြောပြပေးပါမယ်အဲ့တော့နံပါတ်1ချက်ကကိုဝင်ရှိတဲ့သူတွေပေါ့အဲ့တော့ကိုဝင်ဆောင်တဲ့တွေလူစားတန်ကိုတောက်လို့မရပါဘူးနောက်တစ်ခုကကိုကဒီကိုဝင်ရှိအရင်ကတော့ကိုဝင်မရှိဘူးကိုဝင်မရှိတော့လူစားတန်တောက်နေတယ်ဒါပေမဲ့လူစားတန်တောက်နေရင်အခက်မသိလို့ကိုဝင်ရသွားတယ်ဆိုရင်လူစားတန်ကိုချက်ချင်းဖျက်ရမယ်။ဘာကြောင့်လဲလို့ဆိုတော့ ဒီလောစာတန်ကခုနရှေ့မှာပြောသလို RAA စနစ်ကိုတွားပြီးပိတ်တာဖြစ်တဲ့အတွက်သူကခလေးမှာပါတွားပြီးတက်ရောက်မှုရှိရအဲ့တော့လောစာတန်တောက်နေတဲ့ဒီကုံဆောင်ဘေးကတယောက်ကလောစာတန်တောက်မိပြီဆိုရင်အဲ့ဒီလောစာတန်ကသူ့ရဲ့အာနေတင်ဒီခလေးကိုလည်းတွားပြီးတော့တက်ရောက်တာဖြစ်တဲ့အတွက်ခလေးရဲ့ကြောက်ကက်သွေးစီစဉ်မှုကိုယုံနေစေတယ်ခလေးရဲ့ကြောက်ကက်ကိုပြက်စီးစေတယ်နောက်တစ်ခုကခလေးကိုအသက်ဆုံးရှုံးတာထီတောင်သူကဖြစ်စေပါတယ်နောက်တစ်ခုကဒီ oligohydramnios လို့ခေါ်တဲ့ရင်းမွားရေနည်းတဲ့ပြဿနာကိုလည်းဖြစ်စေတယ်ဒါကြောင့်မလို့ ကိုဝင်ဆောင်မိခင်နေလိုစားတန်တောက်လို့မရဘူး။အော်ကိုဝင်ဆောင်တဲ့အချိန်မှာဒီလိုစားတန်တောက်နေတဲ့ကိုဝင်ရှိပြီဆိုရင်လည်းဆေးရုပ်ကျွန်တော်ချက်ချင်းဖျက်ရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်စီစေးတောက်တဲ့လူတွေ။အော်စီစေးတောက်နေတဲ့သူတွေပေါ့နော်။ဥပမာစီစေးဆိုတော့ fruit smite တို့နောက် adaptone တို့နောက်တခြားသော interpermite တို့စသဖြင့်စီစေးအုပ်စုဝင်တွေးကြစီတွေကိုတောက်နေတဲ့သူတွေလည်းလိုစားတန်အဲတောက်တော့မယ်ဆိုရင်တတိထားတတိထားဖို့လိုတယ်အဲ့တော့ဘာကြောင့်လဲဆိုတော့ကျွန်တော်စီစေးတွေကစီးမြများသွားစေတယ်စီးမြများသွားတဲ့အတွက် ခန္ဓာကိုယ်ထဲမှာရေဓာတ်နဲ့စားဓာတ်နဲ့ခန်းချောက်စေတယ်အဲ့တော့ခန္ဓာကိုယ်ထဲမှာစီးဆေးကြောင်းမို့လို့ရေဓာတ်တွေစားဓာတ်တွေခန်းချောက်နေပြီဆိုရင်အဲ့ဒီအချိန်မှာလိုစားတန်မှာထပ်ပြီးတောက်လိုက်လို့ရှိရင်ကျွန်တော်သွေးပောင်ကိုဝုန်းဆိုပြီးထိုးကြသွားစေတယ်ဒါကြောင့်မို့လို့စီးဆေးတောက်တဲ့သူတွေလိုစားတန်တောက်ရတော့မယ်ဆိုရင်ကျွန်တော်ကဒီရေတန်းနဲ့စားတက်တွေခန်းချောင်းနေလားမခန်းချောင်းနေလားအရင်ဆုံးစစ်ဆေးမယ်စစ်ဆေးပြီးခန်းချောင်းနေရဆိုရင်ဒီရေတန်းနဲ့စားတက်အရင်ဆုံးပြန်ဖြည့်မယ်ဖြည့်ပြီးတော့မှကျွန်တော်စီဆေးကိုပေးရမှာဖြစ်ပါတယ်ဒါတော့ဒီစီဆေးတောက်တဲ့သူတွေသတိထားမယ်အချက်ပေါ့ ်နောက်တစ်ချက်ကတော့သွေးရင်းပိုတက်ဆီယမ်ဓာတ်ကိုကျွန်တော်မှတ်မှန်စစ်ဆေးသင့်တယ်အဲ့တော့လိုစာတန်တောက်နေတဲ့သူတွေကဒီသွေးရင်းပိုတက်ဆီယမ်တက်နိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကသွေးရင်းပိုတက်ဆီယမ်ဓာတ်ကိုမှတ်မှန်စစ်ဆေးပေးသင့်တယ်နောက်တစ်အထူးသတိထားမှာကတော့ဒီပိုတက်ဆီယမ်တက်စီတဲ့တခြားဆေးတွေကိုလည်းကိုကတောက်နေတယ်လိုစာတန်လည်းတောက်ရအောင်မယ်ဆိုရင်ပို့ပြီးတော့သတိထားရမယ်အဲ့တော့ဒီလိုချင်းတဲ့မျိုးဆိုရင်ဒီသွေးရင်းပိုတက်ဆီယမ်ဓာတ်ကိုကျွန်တော်မှတ်မှန်ဆရာဝန်ညွှန်ကြားချက်အတိုင်းပေါ့နော်မှတ်မှန်စစ်ဆေးပေးသင့်တယ်အဲ့တော့နောက်တစ်ချက်ကတော့ဒီကြောက်ကက်လုံငန်းကြာစင်းနေတဲ့သူတွေပေါ့အဲ့တော့ဥပမာအဖြစ်ကျွန်တော်က ဒီကြောက်ကက်သွေးလွှတ်ကြောကျင်းတဲ့သူတွေနောက် CKD လို့ခေါ်တဲ့ chronic kidney disease ပေါ့အဲ့တော့နာရာခြေကြောက်ကက်ရောဂါဖြစ်နေတဲ့သူတွေနောက်တစ်ခုကဒီ congestive heart failure လို့ခေါ်တဲ့ဒီနှလုံးညှစ်အားနည်းတဲ့နှလုံးရောဂါရှိတဲ့သူတွေပေါ့အော်ဒါအပြင်သွေးပေါင်ကျတတ်တဲ့သူတွေအော်ဒီအခြေအနေ၄မျိုးမှာဆိုရင်ကျွန်တော်ဒီယောဂတွေရှိတဲ့သူတွေကခုနကရှေ့မှာကျွန်တော်ပြောခဲ့တဲ့ RAA စနစ်ပေါ်ကိုသူကမိခိုနေရတယ်အဲ့အချိန်မှာကျွန်တော်လိုစာတန် တောက်မယ်ဆိုရင်အထူးသတိထားဖို့လိုအပ်ပါတယ်အဲ့တော့ဒီယောဂရှိတဲ့သူတွေက RAA စနစ်ပေါ်မှာမိခိုနေရတာဖြစ်တဲ့အတွက်လောစာတန်ကိုတွားပြီးတော့တောက်လိုက်မယ်ဆိုရင်လောစာတန်ကလည်း RAA စနစ်ကိုပိတ်တဲ့ဆေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အထူးသတိထားဖို့လိုအပ်ပါတယ်ဒါကြောင့်မို့လို့ဒီလိုလူတွေမှာဆိုရင်ဟိုလောစာတန်တောက်တော့မယ်လောစာတန်တောက်နေပြီဆိုရင်ကြောက်ကက်လုံငန်းကျွန်တော်ပုံမှန်စစ်ဆေးနေတဲ့မှာတယ်အဲ့တော့ဒီကြောက်ကက်လုံငန်းကြာစင်းလာတာကိုသတိထားမိပြီဆိုတာနဲ့ကျွန်တော်ဆေးကိုကျွန်တော်ချက်ချင်းရက်တရာမှာဖြစ်ပါတယ် ော့နောက်ထပ်သတိထားမယ့်တစ်ချက်ကတော့လစ်သီယမ်လို့ခေါ်တဲ့ဆေးကိုတောက်သုံးနေတဲ့သူတွေဖြစ်ပါတယ်အဲ့တော့လစ်သီယမ်တောက်နေတဲ့သူတွေကဒီလိုစာတန်နဲ့ဒီတွဲပြီးတော့တောက်ရအောင်မယ်ဆိုရင်အထူးသတိထားဖို့လိုအပ်ပါတယ်။ဒါကြောင့်လဲဆိုတော့ဒီလိုစာတန်ကဒီခန္ဓာကိုယ်ထဲမှာဒီလစ်သီယမ်ဓာတ်တွေကိုအများကြီးမြင့်တက်လာစေတယ်။နောက်လစ်သီယမ်ထောက်ဆစ်စတီလို့ခေါ်တဲ့လစ်သီယမ်တွေခန္ဓာကိုယ်ထဲမှာအဆမတန်မြင့်တက်ပြီးတော့အဆိပ်ဖြစ်တဲ့အထိကိုသူကဖြစ်စေလို့ဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီလိုလစ်သီယမ်နဲ့လိုစာတန်နဲ့တွဲပြီးတောက်နေရဆိုရင် ဒီလစ်သီယမ်ဓာတ်ကိုကျွန်တော်ပုံမှန်စစ်ဆေးနေသင့်ပါတယ်။နောက်တစ်ချက်ကတော့လိုဆာဒန်တောက်နေတဲ့သူတွေဒီ NSCND လို့ခေါ်တဲ့အကိုက်ခဲပြောက်ဆေးတွေကိုကျွန်တော်မတောက်သင့်ပါဘူး။အဲ့တော့ NSCND အကိုက်ခဲပြောက်ဆေးဆိုတာအာဆေးတွေအများကြီးရှိတယ်။နောက်ဒိုင်ဂလိုဖန်နဲ့တို့အစီကလိုဖန်နဲ့နောက်မလောက်စီကန် Ibuprofen ဒီစားတဲ့ဒီအကိုက်ခဲပြောက်ဆေးတွေကိုကျွန်တော်မတောက်သင့်ပါဘူး။အဲ့တော့အထူးသဖြင့်ဘလို့လူတွေမှာပို့ပြီးတော့တည်ထားရမလဲဆိုတော့အသက်ကြီးတဲ့သူတွေနောက်စီဆေးတောက်နေရတဲ့သူတွေပြီးတော့ငကိုတွေကကြောက်ကက်လုံငန်းမကောင်းတဲ့သူတွေနောက်ဒီလိုလူတွေမှာလိုဆာတန်လဲတောက်တယ် နော်အကြိုက်ခဲပျောက်စေလဲတောက်တယ်ဆိုရင်ကြောက်ကက်ကိုပို့ပြီးတော့မြ мян ထိခိုက်စေလို့ဖြစ်ပါတယ်ဒါကြောင့်မလို့ဒီလိုလူတွေမှာဆိုရင်အကြိုက်ခဲပျောက်စေတွေကိုကျွန်တော်ရှောင်ကျင်တက်ပါတယ်အဲ့တော့နောက်တစ်ချက်ကတော့ဆေးနဲ့ဓမ္မတက်ပူတဲ့သူတွေပေါ့လိုစာတန်နဲ့အရင်တော့ကဓမ္မတက်တာဖြစ်ဖူးတဲ့သူတွေကတော့လုံးဝမတောက်တက်ပါဘူးအဲ့တော့နောက်နောက်ဆုံးတစ်ချက်ကတော့ကျွန်တော်တို့ကဒီ Alice Skyran နော် Alice Skyran လို့ခေါ်တဲ့ဆေးတွေရဲ့နောက်တစ်ခုကဒီ Spa Santan လို့ခေါ်တဲ့ဆေးပေါ့အော်ဒီဆေးတွေကိုတောက်တုံးနေတဲ့သူတွေကလည်းလိုစာတန်နဲ့တွဲပြီးတော့မတောက်တက်ပါဘူး တော့အခုပြောခဲ့တာတွေကဒါလိုစာတန်လိုစာတန်တောက်နေတဲ့သူတွေအထူးသတိထားရမယ်အချက်ဖြစ်ပါတယ်။နောက်နံပါတ်6ချက်ကတော့လိုစာတန်စပြီးတော့တောက်ရင်ကျွန်တော်ဘာတွေသတိထားရမလဲဆိုတဲ့အချက်ဖြစ်ပါတယ်။အဲ့တော့လိုစာတန်စပြီးတော့ကိုမတောက်တဲ့သူတွေအဲ့တော့သတိထားရမယ်အချက်တစ်ချက်ရှိပါတယ်။အဲ့ဒါကတော့ဒီ first dose hypotension လို့ခေါ်တဲ့လိုစာတန်ကိုပထမဆုံးစတောက်တဲ့ပထမဆုံးစတောက်တဲ့ဆေးလုံးတောက်လိုက်ပြီးပြီဆိုရင်လည်းအဲ့ဒီလူကလိုစာတန်ကိုတစ်ခါမှမတောက်ဖူးသေးတာဖြစ်တဲ့အတွက်သူ့မှာဘာဖြစ်စေလဲဆိုတော့သွေးပါအောင်ရုတ်တရက်ကျတာမျိုးဖြစ်စေတတ်တယ်။ တော့သွေးပေါင်ကျပြီးတော့ခေါင်းမူတာတို့မူလဲတာတို့မူကလမိုက်ခနဲ့ဖြစ်သွားတာတို့ဖြစ်စေတတ်တယ်ဒါကြောင့်မလို့လူစားတန်ရောကိုမစတောက်တဲ့သူတွေဒီဘယ်ချိန်မှာတောက်တင်လဲဆိုရင်ညအိပ်ရာဝင်ကနေမှာတောက်တင်တယ်အဲ့တော့ဘာကြောင့်လဲလို့ဆိုတော့နှစ်ဘက်မှာတောက်လိုက်လို့ရှိရင်ကျွန်တော်ကဆေးတောက်ပြီးတော့ကိုကသွားတာလာတာဟိုထိုင်ရက်ကထတာလို့ဆိုရင်မူးတက်တယ်မူးပြီးတော့လဲတာမျိုးဖြစ်တတ်တယ်ဒါကြောင့်ကျွန်တော်တို့က first dose hypotension လို့ခေါ်တယ်ဒါပထမဆုံးတောက်တဲ့အလုံးမှာပဲဖြစ်တာနောက်အလုံးနေဆိုရင်တော့မဖြစ်တော့ဘူးပေါ့ဒါကြောင့်မလို့ကျွန်တော်လိုစာတန်စပြီးတောက်တဲ့သူတွေဒီ ညာအိတ်ခါနီမှာကျွန်တော်တောက်တင်တယ်အဲ့တော့အိတ်ခါနီမှာလုဆဆေးကိုတောက်လိုက်မယ်တောက်ပြီးတော့ကျွန်တော်လှဲပြီးတခါတည်းအိတ်လိုက်ပေါ့ဒါဆိုရင်ကျွန်တော်ကသွေးပေါက်နည်းနည်းကြာရင်တောင်မှဟိုကိုကလှဲနေတာဖြစ်တဲ့အတွက်တိတ်မသိတာတော့အဲ့တော့မနက်မိုးလင်းတဲ့အထိအဲဒီကောင်းမှုတဲ့ဝင်တာကိုခံစားတော့မှာမဟုတ်ဘူးပေါ့နော်တခါတည်းကောက်ကွဲပြီးသားဖြစ်သွားတာပေါ့ဒါကြောင့်မလို့ဒီလုဆတန်းဆတောက်တဲ့သူတွေဒီဒီညာအိတ်ရဝင်ကနေအချိန်မှာတောက်သွင်းတင်တယ်ဒါပေမဲ့နောက်ပိုင်းနေရတော့ကိုအဆင်ပြေတဲ့အချိန်ပြောင်းပြီးတော့တောက်လို့ရတယ် ဟိုနောက်နေ့တွေဆိုရင်တော့မနက်ပိုင်းတောက်ရှင်လဲမနက်ပိုင်းပုံမှန်တောက်သွားဒါမှမဟုတ်ညဘက်ပဲတောက်ရှင်လဲဆိုရင်လည်းညဘက်ပဲပုံမှန်တောက်သွားတာမျိုးပေါ့ဟိုဒါမျိုးကျွန်တော်တို့လှုပ်ဆောင်ပေးတင်ပါတယ်ဒါဆပြီးတော့တောက်တဲ့တောက်တဲ့သူတွေတတိထားမယ့်အချက်ပေါ့နောက်နံပါတ်9အချက်ကတော့ဒီလိုစာတန်ကိုတွေးတိုးယောဂအပြင်တခြားဘယ်ယောဂတွေမှာသုံးလို့ရသေးလဲဆိုတဲ့အချက်ဖြစ်ပါတယ်အော်လိုစာတန်ကိုကျွန်တော်တို့ကလူတိုင်းသိထတာကတော့တွေးတိုးယောဂမှာသုံးလို့ရတယ်သူကတွေးတိုးယောဂအပြင် ော့နောက်ထပ်ဘာမှသုံးလို့ရလဲဆိုတော့ရှေ့မှာပြောခဲ့သလိုပဲ LVH လို့ခေါ်တဲ့ဘယ်ဘက်နှလုံးနဲ့ရထူတဲ့ယောဂါပေါ့အဲ့တော့တွေးတို့လူတစ်ယောက်မှာကျွန်တော်တွေးတို့ယောဂါရောဘယ်ဘက်နှလုံးနဲ့ရထူတဲ့ယောဂါရောဒီယောဂါနှစ်ခုတွဲနေတယ်ဆိုရင်တို့မှာလေးဖြတ်နိုင်ရည်မြင်ပါတယ်။နောက်ဒီလိုချင်တဲ့မျိုးမှာလိုစာတန်ကိုသုံးခြင်းအပြင်တွေးပါအောင်လဲကြာစီတယ်။နောက်လေးဖြတ်နိုင်ကြီးကိုလည်းသူကရှော့ချပေးတယ်။နောက်ထပ်တစ်ချက်ကတော့ယောဂါ၃မျိုးတွဲတဲ့အခြေအနေမျိုးတွေတွေးတို့ယောဂါရဲ့စီးချိုယောဂါရဲ့နောက်စီးချိုယောဂါကြောင့်ကြောက်ကက်ထိခိုက်နေတဲ့သူတွေရဲ့ အဲဒီလိုမျိုးသွေးတိုးဆီးချိုကြောက်ကက်ဒီလိုယောဂသုံးခုတွဲတဲ့သူတွေမှာလည်းလိုဆာတန်ပေးခြင်းအဖြစ်သွေးပေါင်းကိုလည်းထိမ့်ပေးသလိုကြောက်ကက်ကိုလည်းကောက်ွယ်ပေးတဲ့အာဏိသင်ကျွန်တော်ရရှိစေပါတယ်။ဒါကတော့လိုဆာတန်ရဲ့သွေးတိုးယောဂအပြင်တခြားသောယောဂတွေမှာပါအသုံးဝင်တဲ့ကျွန်တော်အသုံးဝင်မှုဖြစ်ပါတယ်။အဲနောက်ဆုံးတစ်ချက်ကတော့ကျွန်တော်ကသွေးတိုးယောဂအတွက်ဆေးပမာဏဘလောက်တောက်ရလဲဆိုတဲ့ချက်ဖြစ်ပါတယ်။အဲ့တော့လိုဆာတန်ကိုကျွန်တော်ကဒီဆေးပုံစံကတော့25မီလီဂရမ်50မီလီဂရမ်100မီလီဂရမ်ဆိုပြီးတော့ပုံစံ၃မျိုး လာလေးရှိပါတယ်အဲ့တော့ guideline တွေအရာတော့ကျွန်တော်တို့ကတွေးတိုးယောဂရှိတဲ့သူတွေလိုစားတန်းစားတောက်တော့မယ်ဆိုရင်ဘလောက်နဲ့စားလဲဆိုတော့90နဲ့စားတယ်90 mg တနေ့ကိုတစ်ချိန်နဲ့စားတယ်ဒါပေမဲ့တချို့လူတွေမှာတော့25 mg နဲ့စားတာမျိုးလည်းရှိတယ်အဲ့တော့ဥပမာအဖြစ်ကျွန်တော်တို့ကစီးစေးတောက်နေရတဲ့သူတွေအဲ့တော့စီးစေးတောက်နေရတဲ့သူတွေလိုစားတန်းတောက်ရတော့မယ်ဆိုရင်90နဲ့မစားဘဲနဲ့25နဲ့စားတယ်ဘာကြောင့်လဲလို့ဆိုတော့သွေးပေါင်အရင်ကျသွားမှာဆိုလို့ အဲ့တော့ဒါကတော့တစ်ချက်တတိတစ်ခုတတိထားမယ့်အချက်တစ်ခုပေါ့အဲ့တော့ပုံမှန်အားဖြင့်တော့ကိုကျွန်တော်က50မီလီဂရမ်နဲ့စားတယ်တချို့လူတွေမှာတော့25မီလီဂရမ်နဲ့စားသားရမျိုးရှိတယ်အဲ့တော့အများဆုံးကျွန်တော်တို့ကလိုစားတန်ကိုတစ်နှစ်မှာ100မီလီဂရမ်အထိကျွန်တော်တို့အများဆုံးတောက်လို့ရတယ်အဲ့တော့50နဲ့50မီလီဂရမ်တောက်လို့သွေးပေါင်မထိန်းနိုင်ဆိုတော့ကျွန်တော်100မီလီဂရမ်အထိတိုးပြီးတော့တောက်လို့ရပါတယ်အဲ့တော့အခုပြောပြသွားခဲ့တာတွေကတော့လိုစားတန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တည်တည်သိထားတဲ့အရေးကြီးတဲ့အချက်တွေကိုကျွန်တော်ထွက်ထုတ်ပြီးတော့ပြောပြပေးသွားတာပဲဖြစ်ပါတယ်အဲ့တော့ ဒီအခုလောက်ဆိုရင်ဒီလူစားတန်းနဲ့ပတ်သက်ပြီးတော့တည်တည်နာလေးတွေကိုလည်းသူတို့သမားရဲ့အနေနဲ့သိစစ်သွားလောက်ပြီးလို့ယူဆပါတယ်။အဒီဗီဒီယိုကအကျိုးရှိရဆိုရင်တခြားလူတွေတည်အောင်မျှဝေပေးပါ။အားလုံးကျေးဇူးတင်ပါတယ်။ကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။တူတူယောဂရှိတဲ့သူတွေအတွက်သွေးပေါင်းခြင်အမှတ်တွေကိုမြင်မြန်ကောင်းလာစေမယ့်ကုထုံးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်။အဲဒါကတော့သွေးတိုးသမားတွေအတွက်တည်တံ့ဒီဇိုင်းဆွဲဖန်တီးထားတဲ့ Dash Diet လို့ခေါ်တဲ့အစားအသောက်ကုထုံးဖြစ်ပါတယ်။သူတည်တနာတွေအရ Dash Diet မျှဝေပြီး နှစ်ပတ်အကြာပါသွေးပေါင်းခြေအမှတ်တွေတိတိတတ်တတ်ကျလာတာကိုတွေ့ရပါတယ်။ dash diet ဆိုတာကတော့နားလဲလွယ်အောင်ပြောရမယ်ဆိုရင်မိတ်ဆွေတို့နေ့စဉ်စားသုံးနေတဲ့မနက်စာ၊နေ့လယ်စာ၊ညစာအစာပြေစာစားတဲ့အစားအစာတွေကိုသွေးပေါင်းကျစေမဲ့စားသောက်မှုပုံစံဖြစ်အောင်စနစ်တကျပြောင်းလဲစားသောက်ပေးရမယ်။စားသောက်မှုစနစ်တခုဖြစ်ပါတယ်။အထူးပြုထုတ်လုပ်ထားတဲ့အစားအစာတွေကိုရှားဖွေစားသောက်ရမှာပြောမဟုတ်ဘဲနဲ့မိမိတို့နေ့စဉ်စားသုံးနေတဲ့လက်လန်းမိတဲ့အစားအစာတွေကိုပဲစနစ်တကျစားသောက်ပေးရမှာဖြစ်ပါတယ်။ dash.diet ကိုပြီးဝဲခြင်းအပြင်သွေးပေါင်ကျစရုံသာမကလေမဖြတ်အောင်ကောက်ွယ်ပေးတာနှလုံးရောဂါဖြစ်နိုင်ခြေကိုရှော့ချပေးတာသွေးရင်းအဆီဒက်ကိုကျစေတာကိုယ်လေးချင်းကျစေတာအဝမလွန်အောင်ထိမ့်ပေးတာစားတဲ့ကြိုကျစုတွေကိုလည်းရရှိစေပါတယ် ဒီတော့ dash diet ကိုအချိန်တို့အတွင်းမှာလွယ်ကူလျင်မြန်စွာမျှဝဲခြင်းနဲ့ဆိုရင်တော့ကျွန်တော်ကိုယ်တိုင်နားလည်ရလွယ်ကူအောင်သင်ကြားပေးထားတဲ့ dash diet online class လေးရှိပါတယ်ဒီ class ကို join ခြင်းနဲ့ဆိုရင်တော့ home care courses by dr aung ဆိုတဲ့ facebook page မှာဇင်းနှုံးချူတာစွာတွားရောက်ဆုံစမ်းအနက်နိုင်ပါတယ် comment မှာလည်း link ချပေးထားပါမယ်